င်္ဂလာပါတောရရှင်ပေါင်းကိုစိတ်နှဖျားကြမှာချမ်းသာတော်မူကြပါစားခင်ဗျာဒီကနေ့မြန်မာတက်ကြရ1380ခွန်ကစုံလာပြည့်ကျော်14ရက်နေ့ခရစ်တက်ကြရ2025မေလ25တနင်္ဂနွေနေ့နေ့လယ်2နာရီ3နာရီအတွင်းမြန်မာပိုင်းစီစဉ်များကို BCBG မြန်မာလူမျိုးစုမြန်မာအတန်း MCRFM 2000 98.5 MHz မှာစတင်အတန်းလွှင့်နေပါတယ် 2000 FM Radio မြန်မာပိုင်းစီစဉ်မှာဆက်လက်တင်ပြနေပါတယ်။တော်ရရှိမှာခင်ဗျာ။ဒီဆက်လက်ပြီးကျွန်တော်တို့ဒီ35နှစ်မြောက်ကျွန်တော်တို့1990ရွေးကောက်ပွဲအချိန်မှနေနဲ့ကျွန်တော်စကားစကားလက်ရှိပြင်ဆင်နေတဲ့ဒီကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးတင်ပြနိုင်မှုအတွက်ကျွန်တော်တို့1990ရွေးကောက်ပွဲမှာပါဝင်ရှင်ပြန်ပြီးတော့ရွေးခံခဲ့ရတဲ့လွတ်တော်အမဟောင်းလည်းဖြစ်ကျွန်တော်လက်ရှိ မြမရေးလေးလာတုံးတက်သူဥမ္မောင်ကြီးကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဥမ္မောင်ကြီးခင်ဗျာโอเคမင်္ဂလာပါခင်ဗျာโอเคကျွန်တော်တို့ဥမ္မောင်ကြီးတို့ဒီဥဆောင်ပြီးတော့ပါဝင်ခဲ့တဲ့1990ရွေးကောက်ပွဲကတော့35နှစ်တောင်ရှိတော့ပါပြီအဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့အဲ့ဒီဟုလက်ရှိဒီစကားစကားပြင်ဆင်နေတဲ့ရွေးကောက်ပွဲတော့1990ရွေးကောက်ပွဲတော့ကပုံကန်တူလာက စစ်အစိုးရကနေဥဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်အဲ့တော့အမှောင်ဆုံးဥမောင်ရေးတို့ကြုံတွေ့ခဲ့ရတဲ့ဒီအတွေ့အကြုံနဲ့ဒီစိန်ခေါ်မှုတွေပေါ့1990မှာရည်ရွယ်ကောက်ပွင့်နဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုပထမဆုံးပြောပြပြီးပါခင်ဗျာဟာဟုတ်ကဲ့ပါခင်ဗျာ1990ရွေးကောက်ပွဲကတော့ဟိုစစ်တပ်ကဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီပြည်သူအောင်ပွဲပေါ့ဗျာ35နှစ်မြောက်ပြောရမှာဖြစ်သလိုပြည်သူတွေရဲ့ကျွန်တော်တို့စံနာကို စစ်တပ်ကနေပြီးတော့ရိုက်ချိုးခဲ့တဲ့နှစ်ပတ်လည်လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်စစ်တပ်ကသမိုင်းအမဲဆက်ကြီးကိုကျွန်တော်တို့အဲပြန်လည်သတိရတဲ့ကျွန်တော်တို့နှစ်ပတ်လည်လို့လည်းပြောလို့ရပါတယ်ဒါကြောင့်မို့1990အတွေ့အကြုံကိုသင်ခန်းစာယူပြီးတော့မှအခုစစ်တပ်ကလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းအများကြီးကျွန်တော်တို့စဉ်းစားကြဖို့လိုမယ်လို့ပြမဦးစွာပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အာတစ်ဆက်မှပဲဒီကျွန်တော်စကားစကားဂျင်းပတ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအတိုက်ခံအုပ်စုတွေကပေါ့ဥပမာ NUG တို့ NUCC တို့ကနေပြီးတော့သဘောထားထုတ်ပြန်ကြေညာချက်တွေထုတ်ပြန်လာတာရှိပါတယ်ဆက်လက်မှာပဲကျွန်တော်ပြည်ကျနာကဒီ EA ကိုဒီတိုင်းနာကနကန်အဖွဲ့ဒီနဲ့ပတ်သက်ပြီးတော့ EA ကိုတိုင်းနာကနကန်အဖွဲ့ဒီနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ ဒီ NCA လက်မှတ်ထိုးရတဲ့အုပ်စုရှိမယ် NCO လက်မှတ်မထိုးရတဲ့အုပ်စုတွေရှိတယ်ဆိုတော့တို့အနေနဲ့ကောဒီရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တို့ရဲ့အမြင်သဘောထားနဲ့ပတ်သက်ပြီးတော့ဥမောင်းရင်တည်တလောက်ဒီရှင်းပြပေးပါဦးခင်ဗျာဟာโอเคပါခင်ဗျာဒီ EAO နဲ့ပတ်သက်လို့ရှိရင်အချင်းချင်းအပြင်ကျွန်တော်တို့၃အုပ်စုခွဲပြီးတော့ကျွန်တော်တို့မြင်လို့ရပါတယ်ပုဂ္ဂမအုပ်စုကတော့ကျွန်တော်တို့ဒီစစ်ကောင်စီကိုဒီလက်နက်ကင်တော်လှန်နေကြတဲ့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်များ အုပ်စုဖြစ်ပြီးတော့ဒုတိယအုပ်စုကတော့ကျွန်တော်တို့မြောက်ပိုင်းမှာရှိတဲ့ကျွန်တော်တို့ UNFC လို့ခေါ်တဲ့ဒီမဟာမိတ်အဖွဲ့တွေပေါ့ဗျာအခုကျွန်တော်တို့ဟလာအညီတော်သုံးပေါ်တို့ဆက်ရှိတဲ့ဖြစ်ပေါ့နော်ဒီဟာကကျွန်တော်တို့အုပ်စုတစ်ခုဖြစ်ပြီးတော့ဟိုစစ်တပ်နဲ့ကျွန်တော်တို့ဟလာဟို SCA မှာအဖြစ်ခရစဲရေးလက်မှတ်ထိုးပြီးတော့အခုဆိုရင်တော့ 7A ကိုအလိုင်းရင်ဆိုတဲ့ကျွန်တော်တို့အဲဒီတိုင်းရင်းသားဒီအုပ်စုတွေရှိပါပဲခင်ဗျဒီအုပ်စုသုံးစုရှိပါတယ်အဲ့တော့ဒီအုပ်စုသုံးစုကိုကျွန်တော်တို့အချမ်းပြင်း လေ့လာတဲ့အခါမှာဒီဟလာຫນွေဦးတော်လိုင်းရေးစကနေကနေပြီးတော့မှကျွန်တော်တို့စစ်ကောင်စီကိုလက်နက်ကင်စန့်ကျင်တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းများရဲ့သဘောထားကတော့ရှင်းတယ်စစ်ကောင်စီကလုပ်တဲ့ရွေးကောက်ပွဲကိုသူတို့အနေနဲ့လုံးဝလက်မခံဘူးဆိုတဲ့အကြောင်းလဲဒါအတိအလင်းပြောတဲ့အဖွဲ့တွေလည်းကျွန်တော်တို့ပြောထားပြီးဖြစ်တယ်ဟောဒါကြောင့်မလို့ဒီအဖွဲ့တွေရှိတဲ့ဥမာပြကျွန်တော်တို့ဒီဟလာကရင်တို့ဟလာကချင်တို့ဒီကရင်ညီတို့ ချင်းတို့အဆရှိသဖြင့်ပေါ့ဗျာဟိုဒီနယ်မြေတွေကတော့ကျွန်တော်တို့ရေကောက်ပွဲအချင်းပါဘူးကတော့လုံးဝမဖြစ်နိုင်တာကျွန်တော်တို့သိကြတာပေါ့ဗျာဟိုမြောက်ပိုင်းအဖွဲ့တွေနေနေဆိုရင်တော့ဟိုတရုတ်ကြောင်ပေါ့ဗျာတရုတ်ဖီလာကြောင်ကျွန်တော်တို့ဟိုလာရှိုးကိစ္စတွေဟိုဖြစ်ခဲ့တာရှိတယ်ကျွန်တော်တို့ဒီကိစ္စတွေကတော့ကိုကန့်ရဲ့သဘောထားကတော့ကျွန်တော်တို့ဟိုစောင့်ကြည့်အောင်ပါပေါ့ဗျာဟိုကျွန်တော်တို့ဟို NCA ထိုးထားရကျွန်တော်တို့အခွက်တွေကတော့ဘာမှအရင်မပါဘူး Okay ဘာမှလည်းတော့အင်အားရှိတယ်လည်းမဟုတ်ပါဘူး Okay အဲ့လိုပဲကျွန်တော်ဖြေချင်ပါတယ် Okay နောက်တစ်ခုကကျွန်တော်တို့ဒီဝိစကစကလုပ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရောအာသူတို့မှစိုးရင်ပူပန်မှုလေးတွေရှိပုံရပါတယ်။ဘာလဲဆိုတော့အခုပြီးခဲ့တဲ့မနေ့တနေ့ကကျွန်တော်တို့ချမ်းပြည်နယ်ကျန်းမာရေးမျိုးကဒီထရီကန်ဒေတာဒီစစ်တိုင်းဌာနချုပ်မှာမြောက်နိုင်ကသွားပြီးတော့ပြောတဲ့အဲဒီမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဒီဆိုရင်ပူပါမှုလေးဆိုတော့အရေးအယံလေးကိုတွေ့ရမှာဒီချက်ပို့ပြီးပြောရမှာဆိုလို့ရှိရင်တော့အဲရွေးကောက်ပွဲအလုံးကျွန်တော်တို့လွတ်တော်ခေါ်ယူရေးကိစ္စတွေပေါ့အဲလွတ်တော်အထမြောက်ရေးကိစ္စမျိုးတွေကိုသူ့အနေနဲ့ဟိုဟိုထည့်ပြောသားတာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဥမောင်ရဲ့အမြင်လေးတွေကိုသိရမှာကြာဟုတ်ကဲ့ဟိုဒီကိစ္စနဲ့ပတ်သက်ရင်တော့နည်းနည်းကျွန်တော်ဟိုအသေးစိတ်ကျွန်တော်တို့ပြောချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ရွေးကောက်ပွဲဟိုကျင်းပရတဲ့ကျွန်တော်တို့ရည်ရွယ်ချက်ကိုက ဟိုပြည်တော်စုအတွင်းမှာရှိတဲ့ဖြည်သူလူလူရဲ့ကျွန်တော်တို့ဆွမ်းနသဘောထားကိုကျွန်တော်တို့ရယူလိုချင်တဲ့အတွက်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ကျင်းပလာဖြစ်တယ်အဲ့တော့ဒီစစ်တပ်အဆက်ဆက်ပေါ့ဗျာနော်သူတို့ပြန်ထမ်းထားတဲ့ကျွန်တော်တို့ရွေးကောက်ပွဲဥပဒေမှာဆိုလို့ရှိရင်လည်းရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့ပြတပြည်လုံးမှာကျွန်တော်တို့ဟာလာတပြိုင်နက်ဟိုကျင်းပရမယ်ဆိုတဲ့အချက်ကလည်းကျွန်တော်တို့ပါဝင်ပြီးဖြစ်ပါတယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီအဲဒီ2008ဖွဲ့စည်းပုံပေါ့ဗျာ2008 ဖွဲ့စည်းပုံရဲ့ကျွန်တော်တို့ပြည်သူလွတ်တော်ဆိုတဲ့ကျွန်တော်တို့အခမ်းကဏ္ဍမှာဆိုလို့ရှိရင်ကျွန်တော်တို့လွတ်တယ်လွတ်တော်တွေကိုကျွန်တော်တို့ရွေးကောက်တင်မြောက်တာဟာဟိုမြို့နယ်ကိုကျွန်တော်တို့အခြေခံရမယ်နော်တခါလူဦးရေကိုလည်းအခြေခံရမယ်ဆိုတဲ့ကိစ္စတွေကဟိုအတိလင်းကျွန်တော်တို့ဖြတ်ထမ်းပြီးဖြစ်ပါတယ်ဟိုအဲ့ဒီအဲ့ဒီနေရာအဲ့ဒီနေရာမှာကျွန်တော်တို့ဟလာဟိုမြို့နယ်ဘလောက်ကိုတော့ကျွန်တော်တို့ဟလာအခြေခံရမယ်လူဦးရေဘလောက်ကိုတော့အခြေခံရမယ်ဆိုတာတော့ကျွန်တော်တို့ဟိုအတိအကျပေါ့ဗျာ2008ကပြောထားတာမရှိဘူး 2008ကိုရံကိုကျွန်တော်တို့စစ်တပ်စစ်တပ်ကနေပြီးတော့မှသူတို့လူတို့လူအုံချနိုင်ဖို့ကျွန်တော်တို့ဟိုရေးဆောင်ကြတာဖြစ်တဲ့အတွက်ကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးမှာအားနည်းချက်ရှိပါတယ်။ဟိုအမှန်ကတော့ကျွန်တော်တို့စစ်တပ်အာဏာသိမ်းခင်းတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကဟိုပြက်ပြက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့စစ်တပ်ကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဟိုမပြက်ပြက်တဲ့ပုံစံပေါ့ဗျာဆက်လက်ပြီးတော့တရားဝင်တဲ့ပုံစံကိုင်ဆွဲနေလို့တော်ရင် ကျွန်တော်တို့က2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ဒီပုံမှတ်တွေကိုကျွန်တော်တို့ကိုးကားပြီးတော့ကျွန်တော်တို့ပြောနေရချင်းဖြစ်ဖြစ်တယ်ပေါ့ဗျာဟုတ်ကဲ့ပါเนาะအဲ့ဒီခါကျတော့ကျွန်တော်တို့ဟိုစစ်တပ်ကိုယ်တိုင်ကကျွန်တော်တို့ချင်းမခဲ့တဲ့ရွေးကောက်ပွဲတွေပဲ1990ရွေးကောက်ပွဲဆိုလို့ရှိရင်လည်းတပြည်လုံးကျွန်တော်တို့အဲလောက်လာတာပဲဟဲ့လားကျွန်တော်တို့ကိုယ်တိုင်ဟဲ့လားဟိုမဲခိုးတာပဲဖြစ်ဖြစ်ပေါ့ဗျာရှင်2010တုန်းကလည်းကျွန်တော်တို့တပြည်လုံးကျွန်တော်တို့လုတ်ခဲ့လုတ်ခဲ့ရတာပဲ2015မှာလည်းတပြည်လုံးမှာ ိုတပြိုင်နဲ့လုတ်ခဲ့ရတာပဲ2020လေဟိုတပြိုင်လုံးပါပဲလုတ်ခဲ့ရတာပဲအခုကျွန်တော်တို့စစ်တပ်ကလုံးမယ်ဒီနှစ်ကုန်မှာလုတ်မယ်ဆိုရဲရွေးကောက်ပွဲရကြတော့ကျွန်တော်တို့အပိုင်းလိုက်လုတ်မယ်ပေါ့ဗျာအကန့်အသတ်နဲ့လုတ်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာမင်းစရာမင်းကိုရှိတယ်မင်းစရာမင်းကိုကကျွန်တော်တို့ဥပဒေချောင်းအရာကျွန်တော်တို့ဒီရွေးကောက်ပွဲရထွက်လာတဲ့ရက်လဟာဟိုတရားဝင်မှုကျွန်တော်တို့ရှိမရှိပေါ့ဗျာအဲ့တော့ရွေးကောက်ပွဲဆုံးတော့ကျွန်တော်တင်ပြလို့ရွေးကောက်ပွဲလုပ်ရတဲ့ရည်ရွယ်ချက်ကွာ ဒီတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေရဲ့ကျွန်တော်တို့ဟလာကိုစားပြုမှုသူတို့သဘောဆန္ဒကိုသိချင်တဲ့အတွက်လိုရတာကိုအဲ့တော့ဒီပြည်သူတွေရဲ့ကျွန်တော်တို့ဟလာသဘောဆန္ဒကိုကျွန်တော်တို့တပြည်လုံးကိုရယူနိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဟလာဟိုမဲဆန်နေတဲ့အချို့ပေါ့ဗျာနေမင်းချို့မှာပဲအကန့်တန့်တဲ့လုပ်တဲ့ကျွန်တော်တို့ရွေးကောက်ပွဲဟာကျွန်တော်တို့ဟိုတရားဝင်မှုနဲ့ပတ်သက်လို့ရှိရင်အကန့်တန့်နဲ့ပဲကျွန်တော်တို့ဖြစ်မယ်တပြည်လုံးမှာရှိတဲ့ကျွန်တော်တို့ဟလာပြည်သူအားလုံးရဲ့ကျွန်တော်တို့ တရားဝင်ထောက်ခံမှုမရတာဖြစ်တဲ့အတွက်တရားဝင်မှုနဲ့ပတ်သက်လို့ရှိရင်တော့အားနည်းချက်အများကြီးရှိတယ်ကျွန်တော်တို့ဟိုဥပဒေဒီ2008အရဆိုလို့ပြနေနေလေကျွန်တော်တို့တရားဝင်မှုမရှိဘူးလို့ကျွန်တော်ဒီလိုပဲသုံးသပ်မှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဟိုဒီကိစ္စမှာကျွန်တော်တို့စစ်ကောင်းဆောင်ကနေပြီးတော့ဟိုအဓိကကဟာလာကျွန်တော်တို့တွတ်တော်တွေအထမြောက်ရင်ပြီးတာပဲဟိုတွတ်တော်တွေအထမြောက်အထွတ်တော်တွေအထမြောက်လို့ရှိရင် ဒါဒီဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုပ်လို့ရတယ်ဟုတ်တယ်အဲ့တော့2008ဖွဲ့စည်းပုံခြေကံဥပဒေ128ကျွန်တော်တို့အကကြီးခါဝေးပေါ့ဗျာဟို128ကကြီးမှာဆိုလို့ရှိရင်တော်တော်ပထမနေ့ကျွန်တော်တို့ဟိုကျင်းပတဲ့နေ့မှာပဲเนาะဟိုအဲ့ဒီမှာဟိုတရားဖွင့်ရှိတဲ့ဥယေပေါ့ဗျာတရားဖွင့်ရှိတဲ့ဥယေဆိုတာကဒါဒီ2008ဖွဲ့စည်းပုံမှာဟိုကကျွန်တော်တို့ဟလာဟို440ရှိတယ်ဗျာတို့440ကိုအရင်အတွက်ကိုတိကျပြောထားတာပေါ့ဗျာเนาะအဲ့ဒီ ဟို440တဲကနေပြီးတော့ကျွန်တော်တို့ဟလာဟိုတကယ်တမ်းဆိုလို့ရှိရင်ဟိုထက်ဝက်ဟိုထက်ဝက်ကျော်ပေါ့ဗျာထက်ဝက်ကျော်ဆိုရင်ကျွန်တော်တို့ဟို120တဲရပေါ့ဟုတ်တယ်မလား140ဆို120တဲရပေါ့ဒါပေမဲ့အဲ့120တက်ဆံလို့ပြီးရစစ်တက်ကဟိုမိုးချရွှေကို120အလိုလျောက်အဲ့ကမှရှိပြီးသားပေါ့ဗျာရှိပြီးသားဆိုတော့ခုန120တဲကတော့ဝက်ကကျွန်တော်တို့130ပေါ့နော်ဆိုလို့ရှိရင်ဒါပြည်သူလူတော်တို့ဟာဒါအထောက်ရောက်သွားနိုင်တယ်အဲ့တော့အဲ့တော့အနည်းဆုံး ဟိုစစ်တပ်ကအလုံးမဲ့ရွေးကောက်ပွဲဟာဟိုအမှတ်130လောက်ကျွန်တော်တို့ဟိုရွေးကောက်နိုင်ရင်စင်ပြေပြီဆိုတော့ဘောတော့ဒါဟုတ်ပြောတာပေါ့ဗျာအဲဒီ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 ဥမာဒီတဲ့တော်ပို့ဆိုသေးတယ်ဗျာ128ခါဝေးမှာအကယ်၍သူတို့ဟောဗျာဒါမဲ့နှစ်ကုန်မှာလူ130မရွေးနိုင်ဘူးဆိုလို့ရှိရင်ရသေးတယ်ဗျာသူတို့ရဲ့ဒီဖွဲ့စည်းပုံမှာဘယ်တော့ထိသူတို့လောက်ထားလဲဆိုရင်ဟို128ခါဝေးမှာဗျာဟုတ်ကဲ့ဟိုပထမနေ့စီဝေးသူ့တို့စီဝေးမဖြစ်လို့ရွှေ့ဆိုင်တယ်ဗျာ အရွှေဆိုင်လိုက်ရင်အရွှေဆိုင်တဲ့အစီအဝေးမှာဟိုသုံးပုံတစ်ပုံတက်လို့ရှိရင်အလွတ်တော်အထမြောက်တယ်လို့ပြောတယ်ဗျာဟိုသုံးပုံတစ်ပုံဆိုတော့ကျွန်တော်တို့တွက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ဟလာအနေဆုံးဗျာဟိုလူ39ယောက်လောက်ရွေးနိုင်လို့ရှိရင်ဟိုလွတ်တော်ကအထမြောက်တယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်လွတ်တော်ကတော့အထမြောက်တော့ဗောဗျာဒါဒီဒီဒီလိုပေါ့ဗျာဟလာဟိုကျွန်တော်တို့အဲ့လိုကတ်တတ်ပြီးတော့ဗောနော်ဟိုဥပ္ပေရှူတော်အချင်းမဆိုလို့ရှိရင်တော့ဒါကတော့ ဟိုလူလူဆန္ဒတော့ကိုစားမပြုတ်ဘူးပေါ့ဗျာ39ရာလောက်နဲ့လွတ်တော်အထမ်းမြောက်တယ်ဟာလားစစ်တပ်ကမိုးချရွှေဘူဝတရ30လောက်ရှိတယ်ဆိုရင်ရပြီဆိုရင်လည်းဟိုဒါလုံးရှင်လည်းလုံးပေါ့လေဗျာအဲ့တော့ तू ကဟိုဒီလုံးထုံးလုံးကြီးကပြည်သူလွတ်တော်လည်းမဟုတ်ဘူးအမျိုးသားလွတ်တော်မှလည်းဒီတိုင်းပဲဟိုတိုင်းနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်မှလည်း2008မှာဒီတိုင်းပြောထားတာပဲဒါပေမဲ့မင်းကထောက်เสียရှိတာကဟို ပြည်တော်စုလွတ်တော်မှာပြဿနာမရှိဘူးပြည်တော်စုလွတ်တော်ဆိုတာဟိုပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်ပေါင်းတာကိုပြည်တော်စုလွတ်တော်လို့ခေါ်တာဟုတ်တယ်အခုနပြောလို့ပြည်တော်စုလွတ်တော်အတွက်ကကျွန်တော်တို့ဟလာဒါတော့ပြဿနာတော်တိုင်းနဲ့ပြည်နယ်လွတ်တော်တွေဗျာဟိုတိုင်းနဲ့ပြည်နယ်လွတ်တော်တွေကဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟလာအစီအဝေးထမြောက်မလဲအခုဖြစ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟလာဟိုရန်ကုန်နဲ့ဟိုနေနေပြည်တော်လောက်ပေါ့ဗျာဟိုကြည့်လိုက်ရင်ဟလာကျွန်တော်တို့ကြည့်လိုက်ပါပြည်နယ်ကျွန်တော်တို့ခုနှစ်ခု တိုင်းပေါ်တစ်ခုမှာဟလာကျွန်တော်တို့ရှမ်းမှာကြည့်မလားကျွန်တော်ကချင်မှာကြည့်မလားကရင်မှာကြည့်မလားဟလာကျွန်တော်တို့ကရင်နီမှာကြည့်မလားဟလာချင်းမှာချင်းမှာကြည့်မလားဟလာမွန်မှာကြည့်မလားဟလာတနင်္သာရီကြည့်မလားအေရီကြည့်မလားနော်ဟလာဥမာလေးမန္တလေးတိုင်းကြည့်မလားဘိုးတိုင်းရှိမလားတော့ဒီတိုင်းနဲ့ပြည်နယ်၁၄၁၄ခုမှာကျွန်တော်တို့ဟလာဟိုတိုက်ပွဲမဖြစ်တာဆိုလို့ကျွန်တော်တို့ဘယ်လောက်ရှိမလဲ နေပြည်တော်နဲ့ဟိုကျွန်တော်တို့ရန်ကုန်ကနေပြည်တော်လောက်ရှိတယ်အဲရန်ကုန်လောက်ပဲကျွန်တော်တို့ရှိတယ်အဲ့တော့အဲ့လိုဒေသတွေကတိုင်းနဲ့ပြည်နဲ့တွတ်တော်ဘယ်လိုချင်းပါမှာလဲဟုတ်ပြီခုနကပြောတဲ့မြို့ကြီးတွေမှာတော့ဟုတ်ဗျာပေါက်ပွက်ကလေးဆိုလှုပ်ရှင်လှုပ်လို့ရပါမယ်ဒါပေမဲ့အဲ့ဒီဥမာကျွန်တော်တို့မန္တလေးလိုဟာမြို့ဆိုလို့ရှိရင်ဟဲ့လားခုနကပြောတဲ့ဟိုတက်မြို့ငါးမြို့နဲ့ရှိတယ်ပေါ့ဗျာမြို့ကြီးတွေတော့ပဲတင်ရင်ဒီချန်တဲ့နေရာတွေအားလုံးမှာကျွန်တော်တို့အကုန်လုံးကဒါတွေကဘလုံးမလုံးချုံရေးကျွန်တော်စိတ်ချရခြေနေမဟုတ်ဘူး ဒီချိန်နေမှာဆိုရင်မန်လေးတိုင်းကိုကိုစားပြုတဲ့လွတ်တော်ဘလို့ရွေးမှာနော်အဲ့ဒီတိုင်းတို့ဟလာတို့တော်ရွေးပြင်းနေအားလို့ပဲပြင်းနေကိုကိုစားပြုတဲ့လွတ်တော်ဘလို့ရွေးမှာလဲသူတို့ပြောတဲ့အကန့်တ်ဆိုတာဥပဒေကြောင်းရဆိုလို့ရှိရင်အများကြီးကျွန်တော်တို့ဟလာမေးခွန်းထုတ်เสียရှိတယ်ဥပဒေကြောင်းရဆိုရင်တော့ဒါရီယာကျွန်တော်တို့ဟိုပြန်ပြန်ဝင်သူတို့ဆိုလိုတာတော့ဗျာအဓိကကအဆိုးရဖွင့်နိုင်ရေးပဲခုနပြောလို့ပေါ့ဗျာဟလာဟိုဒီဒီဒီလွတ်တော်တွေဒီလိုမျိုးကျွန်တော်တို့ဟလာဒီခုန ရှိတယ်ဒီရံကနောင်းရှိခဲ့အားနည်းရည်ဒီရလွတ်တော်ရင်ချင်းပနိုင်ရင်လွတ်တော်ခေါ်လို့ရပြီအဲလွတ်တော်ခေါ်လို့ရရင်သူကကိုတမရရွေးလို့ရပြီလေတမရရွေးလို့ရပြီဆိုတာခုနပြောတယ်ကျွန်တော်ပြည်သူလွတ်တော်ရဲ့အမျိုးသားလွတ်တော်ရဲ့ဟလာဒီတမရသားလွတ်တော်ကိုယ်စားလှယ်ဒီမတိုင်းတဲ့ပြည်နယ်တော့မလို့အဲ့တော့အစုသုံးစုကနေပြီးဆိုတော့တစုကိုတယောက်စီရနေပြီဒုသမရသုံးအောင်ရမယ်ဗျာအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့တယောက်ကတမရကျွန်တော်တို့ရွေးလို့ရနော်အဲ့ဒီခါကျရင်ကျွန်တော်တို့တမရရမယ်တမရရရင်ကျွန်တော်တို့အစိုးရ ဖွင့်လို့ရပြီပေါ့ဗျာဆိုတော့အဲ့ဒီအစိုးရရဲ့တရားဝင်မှုကဘယ်လိုဖြစ်မလဲတကယ်တနိုင်ငံလုံးမှာရှိတဲ့လူတွေရဲ့ကိုစားပြုမှုရှိမလားဆိုတဲ့ကိစ္စကနေကုန်ထုတ်เสียအများကြီးရှိတယ်ဥပဒေကြောင့်ရတယ်ဟိုပြဿနာအများကြီးရှိတယ်လို့ကျွန်တော်အနေနဲ့ဒီဒီချက်ကိုကျွန်တော်ဖောက်ပြချက်ပါကျေးဇူးပါအာနောက်ဆုံးချက်ကတော့ဒီခုနပြောတဲ့ဒီတရားဝင်မှုဝင်မှု ဆိုတာကိုတော့သူတို့အနေနဲ့သိပြီးတော့အများကြီးစဉ်းစားမယ်လို့ကျွန်တော်ထင်ပါဘူးဘယ်မှာလဲသိမဖြစ်တော့ဒါပေမဲ့တေချာတာတစ်ခုကဒီသူတို့ဒီကျင်းပမဲ့ရွေးကောက်ပွဲဟာဒီဒီနိုင်ငံတကာရဲ့လက်ခံမှုကိုသူတို့ဒီနိုင်ငံရေးဒီစစ်အာဏာသိမ်းရတာကိုနိုင်ငံရေးကပြန်လဲပြုပြင်ပြောင်းလဲလိုက်ပါတယ်ဆိုတော့ image ပေါ့ဟိုအမြင်သဘောမျိုးရအောင်သူတို့စူးစမ်းရတာတစ်ခုပဲလို့ပြောနေကြတာရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးမောင်ရဲ့အမြင်လေး တည်ပြနေခင်ဗျာဟာဒါမှမှလည်းကျွန်တော်တို့အခုလုံးမဲ့ရုပ်ောက်ပဲခုနကကျွန်တော်တို့သုံးသပ်ပြသလိုပဲကျွန်တော်တို့ဖြည့်တွင်းကတော့ဘလုံးမှကျွန်တော်တို့ဟိုလက်ခံစရာအကြောင်းမရှိဘူးဒါပေမဲ့သူကဖြည့်တွင်းကလက်ခံတာမခံတာကိုစစ်တပ်ကယူဆဘူးသူကနိုင်ငံတကာကိုဟာဒီမြန်မာနိုင်ငံမှာရုပ်ောက်ပဲလုပ်ပြီးပြီခုနပြောလုပ်ပဲလုပ်ပြီးလို့ဟလာတို့ဒီမှာအစိုးရဖွဲ့ပြီးပြီဒါဒါတရားဝင်နေဆိုပြီးတော့ဟိုနိုင်ငံတကာကိုသူကဒီလိုမျိုးဒီဟောပေါ့ဗျာသူထောက်ခံတဲ့ နိုင်ငံကြီးလည်းရှိတော့ဟိုဗျာကျွန်တော်တို့ဒီဒီကိုလှည့်စားဖို့ပဲကျွန်တော်လုပ်တဲ့ဟာပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုနိုင်ဒီတိုင်းကျွန်တော်တို့တိုင်းပြည်အတွက်ကတော့မိကုန်းထောက်ရရှိတာဒီဒီရွက်ကောက်ပွဲဟာဟာလာကျွန်တော်တို့တိုင်းပြည်မှာကနေ့ကျုံနေရတယ်ကျွန်တော်တို့ဟိုပြည်သူစစ်ပြဿနာပေါ့ဗျာအဆိုင်ရှိပြီပေါ့နော်ဒီပြဿနာပေါင်းဆိုရင်ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းလားခနစ်ကျုံတိုင်းပြည်မှာကျွန်တော်တို့ပြည်သူလူထုကျုံတွေ့နေရတဲ့ဒုက္ခတွေရဲ့ထပ်ပေါက်လာမဟုတ်ဘူးဗျာနော်ဒီဒီဒီရွက်ကောက်ပွဲဟာကျွန်တော်တို့တိုင်းပြည်ရဲ့ ထက်ပေါက်ကိုမဟုတ်ဘူးနိုင်ငံရေးထက်ပေါက်မဟုတ်ဘူးနိုင်ငံရေးထက်ပေါက်ကတကယ်တော့ကြာရင်ကျွန်တော်တို့တိုင်းရင်းသားပြည်သူအများစုကခနေ့တောင်းဆိုနေတဲ့ဟလာဒီဒန်းတူရေးနဲ့ကိုပိုင်းပြတ်တမ်းခွင့်ရှိတဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်တော်စုကျွန်တော်တို့ပေါ်ထွန်းရေးကိုကျွန်တော်တို့စစ်တပ်ကလက်ခံမှာပဲဖြစ်မယ်ဒီ2008ခုစည်းကိုခြင်ထားပြီးရတော့ဘလို့မအဆင်မပြေဘူးနောက်ထပ်ကျွန်တော်တို့အနာဂတ်အတွက်ကျွန်တော်တို့ဖက်ဒရယ်ပြည်တော်စုဟလာဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနဲ့ ဲ့လိုသွားမှသာလေတကယ်ထွက်ပေါက်ဖြစ်မယ်ဒီလိုမျိုးမလိမ့်တပတ်နဲ့ဟလာဒီဒီဒီရွေးကောက်ပွဲကတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေလည်စေနိုင်မယ်နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်တင်ပြချင်ပါတယ်ဗျာဟုတ်ကဲ့ဦးမော်ကြီးခုလိုလာရောက်ပြေကြပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါ ပါကျွန်တော်တို့ဒီချိန်ဒီနေရာမှာပဲဆုံတွေ့ကြပါစို့ခင်ဗျာတို့ရရှင်ပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာလို့မြင်ကြပါစေကျွန်တော်ညီညီဆိုးပါ